ဆိုရင်အစာအုံပြစ်ခက်ရစေရင်ထရနဲ့ဇီလမ်စကီဆွနေ ယူကရိန်းတမရဘိုလိုဒီမာဇီလမ်စကီကသူ့ရဲ့အမေရိကန်တမရဒေါ်နယ်ထရတိုမတ်၁၉ရက်ဆွနေပွဲမှာရုရှားနဲ့ဆိုရင်ဆိုင်ရန်အပြစ်ခက်ရစေရင်ဆွနေခဲ့တယ်လို့ပြောပါတယ်ဒစိတ်တပိုင်းအပြစ်ခက်ရစဲရေးအတွက်အမေရိကန်ကဂျောင်းဝင်ဆောင်ရွက်ပေးနိုင်တဲ့အစားအုံတွေစင်ကိုယူကရိန်းကရေးဆွဲမယ်လို့သူကအွန်လိုင်းသတင်းစာရှင်းလင်းပွဲမှာပြောခဲ့ပါတယ်။ရုရှားသမ္မတဗလာဒီမာပူတင်က ထရန့်ရဲ့စကားပြောအပြီးစွမ်းရည်အခြေခံအဆောက်အုံဆိုင်ရာတိုက်ခိုက်မှုတွေကိုခေတ္တရဲ့ဘုံသဘောတူပြီးတဲ့နောက်တည့်ရက်အကြာမှာဆီလမ်စကီကဒီစီရင်ထဲမှာစွမ်းရည်တမကယထာလန်းနဲ့စိတ်ကန်းဆိုင်ရာအခြေခံအဆောက်အုံတွေပါပါနိုင်တယ်လို့ပြောခဲ့ပါတယ်။ဖုံးခေါ်ဆုံးမှုအတွင်းဆီလမ်စကီနဲ့ထရန့်တို့ယူကရိန်းအရှိတောင်ပိုင်းကရုရှားသိမ်းပိုက်ထားတဲ့ဆာဘိုရီရှားနျူကလ িয়ার ဓာတ်အားပေးစက်ရုံအေးဆွေးနွေးခဲ့ကြတယ်လို့ဆီလမ်စကီကပြောပါတယ်။ ယူကရိန်းကိုပြန်ပေးမယ်ဆိုရင်နျူကလ িয়ার ဆက်ရုံကိုခေတ်မီရင်းနဲ့ရင်းနှီးမြှုပ်နှံရေးမှာအမေရိကန်ပါဝင်ပတ်သက်မှုအတွက်ဆွေးနွေးဖို့ယူကရိန်းကအသိရှိတယ်လို့ထရက်ကိုပြောခဲ့တယ်လို့ဆီလမ်စကီကပြောပါတယ်ဒါဟာပြီးခဲ့တဲ့လအနောက်ပိုင်းကဆိုးရွားလာတဲ့အင်ဖြူရောဆွေးနွေးပွဲအပြီးစီလမ်စကီးနဲ့ထရာတို့ကြားပထမဆုံးဆွေးနွေးပွဲဖြစ်ပါတယ်။ မြန်မာကုန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။